ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့တိုကျိုမှာရှိတဲ့နာမည်ကြီးနေရာတွေတည်းကတစ်ခုဖြစ်တဲ့မေဂျီဂျင်ဂူဂိုင်အန်ဆိုတဲ့နေရာလေးကိုသွားတဲ့ဘလော်လေးရိုက်လာခဲ့ပါတယ်ထုံးစံအတိုင်းမသွားခင် outfit check လေးတစ်ဖြတ်ရိုက်လိုက်ပါတယ်ဒီနေရာကိုသွားမယ်ဆိုလို့ရှိရင်အာဩယာမအီချိုမဲရနေပြီးလမ်းလျှောက်သွားရင်9မိနစ်လောက်ပါပဲချားပူတာတွေကသွားမယ်ဆိုလို့ရှိရင်လည်း10မိနစ်ကျော်ကျော်လောက်ပဲကြာမှာပါ location ကိုတော့ comment မှာထည့်ပေးထားပါမယ်အခုမြင်နေရတဲ့ဒီလမ်းမလေးကိုအီချိုနာမီခီလို့ခေါ်ပါတယ် ဒီလမ်းထဲမှာ King Go ဆိုတဲ့အပင်146ပင်ရှိပြီးတော့1920ခုနှစ်လောက်မှာဂျပန်မှာရှိတဲ့လူတွေစိုက်ပြီးလူထားတာလို့ဆိုပါတယ်။အရန်လှပေမဲ့သူ့ရဲ့အနံ့ကနည်းနည်းလေးတော့ဆိုးပါတယ်။နိုဝင်ဘာ10ရက်လောက်ကနေစပြီးတော့ရှီဝါယောင်လေးတွေပြောင်းပြီးတော့နိုဝင်ဘာ20ရက်နေ့ဒီဇင်ဘာ9ရက်လောက်အတွင်းကတော့အလှဆုံးချိန်လို့ပြောကြပါတယ်။တစ်နှစ်နဲ့တစ်နှစ်အယောင်ပြောင်းတဲ့အချိန်ကာလကတော့တသမတ်ထင်မရှိဘူးလို့ထင်ပါတယ်။ အင်နာသွားခဲ့တဲ့ချိန်တုန်းကတော့အရွက်တွေအရမ်းကြီးမကြွေကြသေးဘူးပေါ့နော်နောက်တစ်ပတ်လောက်နေလို့အရွက်တွေအရမ်းကြွေကြတဲ့ချိန်မှာသွားလို့ရှိရင်ကေရန်မာလေးကိုရောက်နေတယ်လို့ခန်းစားရမှာပါပြီးရင်အခုနိုဝင်ဘာ22ရက်ကနေဒီဇင်ဘာ30ရက်နေ့အထိ light up season ဆိုပြီးတော့လည်းရှိပါသေးတယ်။ညနေခင်း6နာရီခွဲကနေစပြီးတော့ညဘက်9နာရီခွဲထိရှိတာမို့လို့မတွားရသေးရင်တွားကြည့်ဖို့အကြံပေးချင်ပါတယ်ရှင်။ Bye bye ။